အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့မိမောင်းကအတူတီထိုးပြီးတော့အကျွေးတွေမဆက်နိုင်တော့အူမန်ကိုအလုံးလုံးရှောင်ထွက်သွားရင်ဒင်းငယ်နေတဲ့အကြောင်းရင်ဖွင့်လာတဲ့အမျိုးသားတဝူရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ပြန်လေကြိုဆိုလိုက်ပါတယ်ဗျာ Okay. ျွန်တော်ဒီမှန်လေးကိုအရန်သဘောကျလို့ကျွန်တော်မှန်လေးပြန်ပေးလိုက်တာဗါတဲ့မိမတယောက်ကိုအဝေးထွက်ပြီးအလုတ်လုတ်ခိုင်းလုတ်သွားလုတ်ခိုင်းဘာကြောင့်ခွင့်ပြုလဲโอเคအဲ့လိုဖြစ်လာကန်ဒီမဖြစ်သေးခင်အချိန်မှာကျွန်တော်ဒီကိုပိုင်ចောင်းဆရာဘဝနဲ့ရန်ကုန်မှာကိုပိုင်ပုဂ္ဂလိကចောင်းမှာကျွန်တော်စာသင်နေတယ်အဲ့ဒီအချိန်မှာဒီအမျိုးသမီးနဲ့ကလေးသုံးယောက်နဲ့ကျွန်တော်မိဘအိမ်မှာအတူတူနေတယ်အဲ့လိုနေတဲ့အချိန်မှာ ကျွန်တော်ဝယ်ပြီးရတဲ့ సై ကယ်ရှိတယ်ကျွန်တော်ဝယ်ပြီးရတဲ့ဖရီဇာတွေပါတယ်အကိုရှိတယ်အဲ့လိုအချိန်မှာသူကဘာလို့လဲဆိုတော့နှလုံးတီထိုးတယ်လို့သိရတယ်ဗျသိလားဒါပေမဲ့ကျွန်တော်မှတော့ပတ်သိမှမရှိဘူးဒါပေမဲ့ဘေးကပတ်ဝန်းကျင်ဆိုတာကမဟုတ်လဲပြောတယ်ဟုတ်လဲပြောတယ်အဲ့ဒီဟာတွေကဟုတ်လားမဟုတ်လားကျွန်တော်နောက်ပိုင်းမှနောက်ပိုင်းမှကျွန်တော်ထပ်ပြီးတော့ပြပြမယ်အဲ့လိုတွေကြောင့်သူကသူ့ရဲ့ trap box တစ်ခုကို तू မရှင်းနိုင်တော့တဲ့အချိန်မှာသူ့ရဲ့ trap box တစ်ခုကို तू ရှာတယ်ရှာပြီးတော့ oman ကိုသွားဖို့အတွက်ချိန်ဆက်ချိန်ဆက်တွေ तू အကုန်လုပ်တယ်လုပ်ပြီးတော့ကျွန်တော်ရှိတဲ့ကိုမိုင်ကြောင်းကိုလာပြီးကျွန်တော်အကျိုးကြောင်းပြောပြတယ် အဲ့တော့ကျွန်တော်ကမသွားလို့မရဘူးလားမင်းသွားမယ်ဆိုရင်တော့ငါကကလေးသမားအတွက်ငါတီချောင်းကနေအလုပ်လုပ်နေအလုပ်ကနေထွက်မှရမယ်အဲ့လိုတွေ့တဲ့ချိန်မှာ तू က तू သွားတဲ့ချိန်မှာ तू ရဲ့လုံးစာကိုကျွန်တော်ကထိုင်စားမယ်ထင်တဲ့အတွေးနဲ့ပေါ့ဗျာသိတယ်မလားမိမတွေကလည်း9နှစ်ခွဲ10နှစ်ပေါင်းသင်းလောက်ကင်ခဲ့ရတာပေါင်းသင်းခဲ့တယ်မှာဘာတွေလောက်ကင်ကျွတ်မှုခဲ့လဲကျွန်တော် လုပ်ငန်းပေါင်းဆုံးကျွန်တော်လုပ်ဘူးတယ်ကျွန်တော်လုပ်ငန်းပေါင်းဆုံးလုပ်တယ်ကျွန်တော်ရွှေထီးလေးဆောင်းခဲ့ဘူးတယ်ကျွန်တော်လူဘွားတော့က ီးတော့အိမ်တော်ကြတဲ့အချိန်မှာကျွန်တော်ရုပ်ဆွာဆိုအိမ်သာချင်းတူတယ်မြောင်းတူတယ်ပယံလုပ်တယ်လက်သမားလုပ်အိတ်ထမ်းတယ်ကုမ္ပဏီမှာမန်နေဂျာလုပ်တယ် operation manager လုပ်တယ် production manager လုပ်တယ်စာတင်တဲ့အကြောင်းဆရာစစ်စစ်ကျွန်တော်ယူတဲ့မိမကိုကျွန်တော်မျက်နာမငယ်ရအောင်အောက်မကျအောင်ကျွန်တော်ကောင်းကောင်းထားတယ်တွေးမွေးဆောက်ရှောက်နိုင်တယ်တိုးတော့သူ့ရဲ့ mic ပစ်ကိုကျွန်တော်ရှင်းရတာနိုင်ငံသားမ track ခဲ့အချိန်ထိကျွန်တော်ရှင်းရတာအနည်းဆုံး30တဲ့တိတ်အစိတ်ချမှရှိတယ်အဲ့ဒါနှလုံးထိထိုးလို့ဆိုတဲ့ပြမှုပြစ်ချပြစ်ချက်ပြီးကြောင် ဲ့ဒါပြီးနိုင်ငံခြားထွက်သွားတဲ့အချိန်မှာလည်းကျွန်တော်မော်မြိုင်ကိုပြန်ရောက်တဲ့အချိန်မှာသူ့ရဲ့ရှုပ်ထားတဲ့အရှုပ်ထုပ်တွေအားလုံးကြီးစားတဲ့ကုမ္ပဏီတွေအားလုံးကျွန်တော်ရှင်းရတိန်းအစိတ်လောက်ရှိတယ်။အဲ့ဒါတွေကိုကျွန်တော်ပြန်ရန်လုပ်ပြီးကလေးသုံးယောက်နဲ့ကျွန်တော်ရှင်းတန်ပြီးတော့ကျွန်တော်ဆက်ခဲ့တာ။အဲ့ဒါတွေကိုကျေးဇူးမထောက်လည်းနေပြဿနာမရှိဘူး။ကလေးတွေကိုပြန်ထောက်ရင်ထောက်ဘာကြောင့်ခွင့်ပြုခဲ့လဲဆိုတော့သူ့ရဲ့အရှုပ်ထုပ်တွေအတွက် तू မသွားရင်မရတော့လို့ကိုလွတ်မယုံရင်မရတော့လို့ဆိုတဲ့အတွေးကြောင့်ကျွန်တော်မြင်လာတာအဲ့ဒါကြောင့် သူဒီနိုင်ငံထွက်ဖို့လုပ်တယ်ထွက်သွားပြီးတဲ့အချိန်မှာတလခွဲကြတယ်ကျွန်တော်ကိုစဘလော့တယ်နှစ်လကြာတယ်မိဘညီကောင်မောင်မအတိုင်းဝိုင်းမောင်မြိုင်နဲ့ပတ်သက်တဲ့လူအကုန်လုံးဘလော့တယ်သူညီကောင်မောင်မအကုန်လုံးဘလော့တယ်အဲ့ဒါပြီးဖောက်ပြန်တဲ့ဇာတ်လမ်းဖြစ်တာပဲဒါကြောင့်ဖြစ်တာ